က်စွာဘုရားသခင်ကိုရောမြတ်ကပြိဋိဘံသံဃာနီးမှာရှင်အနန္ဒာကိုဟောထားခဲ့တယ်။ထူပလို့ဆိုတဲ့ထူပါရဟတည်ဆုံးသွားတဲ့အခါမှာဇေဒီပထုတည်ထားပြီးတော့ကိုယ်ခွေရမဲ့ပုဂ္ဂိုလ်ဟာ၄မျိုးပဲရှိတယ်ဟော။အဲ့ဒီ၄ဦးဟာဇေဒီပထုတည်ထားပြီးတော့ကိုယ်ခွေရတဲ့ပုဂ္ဂိုလ်၄ဦးတဲ့။သူတို့ရဲ့အယုဒတ်တွေကိုမြုပ်နှံပြီးတော့ကိုယ်ခွေရမဲ့ ဘယ်ပုဂ္ဂိုလ်မျိုးတွေလဲဆိုရင်နံပါတ်1ကသမသံဗုဒ္ဓမြတ်စွာဘုရားအဲ့ဒီသမသံဗုဒ္ဓမြတ်စွာဘုရားတွေဟာအင်မတန်မှလေးသိင်ချင်တဲ့ကဘာတသိန်းပါရမီဖြည့်ပြီးကဘာပေါင်းမြောက်များစွာကြာမှလောကမှာတဦးဒီတစုဒီပွင့်လာတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့အမတန်မှထူးခြားတဲ့အမှန်တရားကိုဟောပြောတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ဒါကြောင့်မို့အဲ့ဒီပုဂ္ဂိုလ်ကြီးရဲ့အယိုးတက်က တီထားတဲ့ဇေဒီပထိုးကိုလက်ဥကလေးတစ်ချိန်လောက်ခြိလိုက်မလားကြီးညိုတဲ့စိတ်ကလေးနဲ့ပန်းလေးတစ်ပွင့်လှူလိုက်မလားရေလေးတစ်ခွက်လှူလိုက်မလားဆိုရင်လူပြည့်နတ်ပြည့်ဆိုတဲ့လူချမ်းသာနတ်ချမ်းသာကိုအလွယ်တကူနဲ့ရသွားနိုင်တယ်ဒါကြောင့်မို့အကျိုးရှိတယ်ဇေဒီပထိုးတီထားတာကနော်ရသော်ဘုရားကပြိဋိဘံဆံဃာနိဗ္ဗာန်ဟောခဲ့တယ်။ဇီတီတီထားရမယ့်နေရာဘယ်နေရာတုံးလို့ဆိုတော့ လမ်းလေးစုံမှာတည်ထားပါအားတဲ့လမ်းလေးစုံဆိုတာအရှိကလာလဲဒီနေရာရောက်တယ်အနောက်ကလာလဲဒီနေရာရောက်တယ်တောင်ကလာလဲရောက်တယ်မြောက်ကလာလဲရောက်တယ်ဟောအဲ့ဒီလမ်းစုံမျိုးမှာဇေဒီပထိုးတည်ထားလို့ရှိရင်တဲ့ဇေဒီတွေကိုမြင်လိုက်တာနဲ့လက်ဥကလေးတစ်ချိန်ချီလက်ဥချီလိုက်တဲ့ជីနူးတဲ့တရာတရားလေးဟာလက်ပြေကိုပို့ပေးနိုင်တဲ့အစွမ်းရည်တတ္တိရှိပါလေ စိတ်ကလေးချီနူးတာနဲ့နတ်ပြည်ဆိုတာလွယ်လယ်လေးနဲ့ရောက်နိုင်တယ်တဲ့ကြည့်လေမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုချီညိုတဲ့သရာတရားလေးနဲ့စိတ်ထဲကချီနူးယုံလေးနဲ့မထကုံတလီသရုတ်သားတေအံ့ဆဲဆဲအချိန်လေးမှာဘုရားကိုချီနူးတဲ့စိတ်ကလေးနဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ချီနူးတဲ့စိတ်ကလေးနဲ့တေသွားတဲ့အခါကျတော့နတ်ပြည်သွားဖြစ်တာပဲ။ တခြားဘာကောင်းမှုမှမရှိကျင်နေစေဒီကောင်းမှုကလေးကနတ်ပြည့်ထီအောင်ပို့ပေးနိုင်တယ်ဆိုတော့အလွန်တမိုးရှိတာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဇေဒီပထိုးတည်ထားဖို့ဆိုတာတမနာတမုဒ္ဒမြတ်စွာဘုရားရှင်ခုံကျေးဇူးကိုကြည့်ပြီးလူတွေဟာလက်အုပ်လေးတစ်ချိန်ချီလိုက်မယ်တစ်ချိန်လောက်ရှ िख ိုးဥချလိုက်မယ်ပန်းလေးတစ်ပွင့်တင်လှူလိုက်မယ်ဆိုလို့ရှိရင်ချမ်းသာဒုက္ခတွေရပြီးတော့သွားနိုင်တယ်ဒီအကျိုးတွေကိုမျှော်ကိုးပြီးတော့ ဒါစေတီပထိုးတဲပါလို့ပြောတာဗမာပြည်မှာစေတီတွေပေါ်တယ်လို့ဆိုပြီးတော့မလို့အဖုလို့သူတို့ကမြင်ကောင်းမြင်လိမ့်မယ်ပေါ့နော်အေးသို့တော်လည်းပဲစေတီပထိုးမြင်ရတဲ့အတိုင်းလဲဟုတ်မချီမိတဲ့ပုဂ္ဂိုလ်နဲ့လဲဟုတ်ချီမိတဲ့ပုဂ္ဂိုလ်ဘယ်သူကများမဲ့ထင်မချီမိတဲ့ပုဂ္ဂိုလ်ကများကောင်းများလောက်တယ်ဟုတ်ကဲ့အဲ့တော့ကုသိုလ်ရဖို့ဆိုတာသူ့ဘသူနဲ့တော့ကုသိုလ်မရနိုင်ဘူးနော် ဇေဒီပထိုးမြင်လိုက်တဲ့အခါဩတတော်တရားမြတ်စွာဘုရားရဲ့အယုဒတ်တွေကိုတိထားကိုွယ်တဲ့နေရာပါလားလို့စိတ်ကလေးကိုပြင်ပြီးជីနူးတဲ့စိတ်လေးနဲ့လက်ဟုတ်ကလေးချီမိဖို့အရေးမကြီးဘူးလားရေးချီတယ်နတ်ပြေကတော့လက်ဟုတ်လေးတစ်ချိန်ချီတာနဲ့ရောက်ပါတယ်တဲ့နော်ဒါကြောင့်မို့ဇေဒီတွေဟာတိထားကိုွယ်တဲ့လူကကိုွယ် ချီညိုလေးစားတဲ့ပုဂ္ဂိုလ်တွေကချီညိုလေးစားပြီးလက်ဥချင်ဖို့ရှ िख ုံးမိဖို့အမတန်မှအရေးကြီးပါတယ်နော်ဖရာရဲ့ခုံးကိုအာယုံပြုပြီးလက်ဥချရမယ်နောက်တစ်ခုကနောက်တဦးကသူပါရဟဇေတီပထုတိထားကိုးွယ်တိုက်တဲ့နောက်တဦးကပစ္စေကဗုဒ္ဓပစ္စေကဗုဒ္ဓဆိုတာဖရာပြီးလို့ရှိရင်သူလည်းကိုးပိုင်ညာနဲ့သစ္စာလေးပါးကိုထိုးရင်းသိပြီးတော့ပစ္စေကဘောရိညာကိုရသွားတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ဖြစ်တယ် အဲ့ဒီပုဂ္ဂိုလ်ရဲ့ဂုံတွေကိုအာယုံပြုပြီးတော့စိတ်ကလေးကြည်နူးလိုက်လို့ရှိရင်လည်းပဲနတ်ပြည်ဆိုတာလွယ်လွယ်နဲ့ရောက်သွားနိုင်ပါတယ်။အေးနတ်ပြည်ရောက်သွားဆိုရင်လူပြည်နဲ့မတူတဲ့အချက်တွေကဘာတွေလဲလို့ဆိုရင်လူပြည်မှာနေစဉ်စားဝတ်နေရုံးကန်လှုပ်ရှားပြီးတော့လုံနိုင်မှစားရတာနော်။နတ်ပြည်မှာအဲ့ဒါလို့လှုပ်เสียမလို့တဲ့။လှုပ်เสียမလို့ နတ်ပြည်ကကမ္မဖလူပတ်စီဝီကိုလုတ်ခဲ့တဲ့ကံရဲ့အကျိုးအတိုင်းပဲဘုံမိမှန်ကလည်းပေါ်နေတယ်စားစရာတွေကလည်းရှိနေတယ်ဝတ်စရာတွေကလည်းရှိနေအယောင်းဝယ်တွေဘာမှလုံးစရာမလုံးဘူးဟုတ်ကဲ့လားစိတ်ထဲမှာဆန္ဒရှိတာတွေအလိုလျောက်ဖြစ်ပေါ်ပြီးတော့နေတယ်ကံရဲ့အကျိုးကိုမှီပြီးတော့အသက်မွေးရတာနတ်ပြည်ပဲလူပုံကြတော့အဲ့ဒီလိုမဟုတ်ဘူးကံတစ်ခုတည်းအားခိုးနေလို့ရှိရင်ငတ်မှာပဲတေးချတယ်ပေါ့ကံကတော့ မိသားစုအိမ်တိုင်ပို့လိုက်မယ်သို့မဟုတ်ဒီဒါနကောင်းမှု သိရှိတဲ့ပုဂ္ဂိုလ်ကြတော့တထေးအိမ်ပို့လိုက်မှာပေါ့ဒါနကောင်းမှုအားနဲ့ခဲ့တဲ့ပုဂ္ဂိုလ်ကြတော့အလတ်တန်းစားအိမ်ပို့လိုက်မှာပေါ့ဒါနကောင်းမှုလုံးဝမရှိဘူးဆိုရင်တော့သရောင်းစားတဲခုတ်ပို့မှာပေါ့ဒီလိုတော့လာမှာပေါ့နော်အေးအဲ့ဒါလို့ကုသိုလ်ကောင်းမှုတွေကနေပြီးတော့ပုတ်ပေးလိုက်တဲ့အခါမှာသရောင်းစားလဲအလုံးလုံးရတာပဲ တဲကုတ်ထဲမှာသို့မဟုတ်သူနေတဲ့နေရာလေးမှာကုတ်နေလို့ဘယ်သူမှလာပေးမှာမဟုတ်ဘူးလူထူထူရှိရသွားပြီးတော့သူလည်းတောင်းရမှာပဲเนาะအလုတ်ဆိုတော့လောက်ရတယ်လို့ဆိုလိုတယ်ပေါ့လူဘွားဆိုတာအလုံးလုံးမစားကြတယ်ပေါ့ဥဋ္ဌာဏဘလူပစီဝီလို့ခေါ်တယ်အေးအဲ့ဒီထဲမှာ ကြည်နတ်ဘုံဆိုတာအလွန်ချမ်းသာအလွန်ချမ်းသာတဲ့နတ်ဘုံကို ပေးစွမ်းနိုင်တဲ့ကုသိုလ်ကောင်းမှုဆိုတာအခု စေတီပထုတီထားကိုွယ်တဲ့ပုဂ္ဂိုလ်မြတ်တွေကိုအာယုံပြုတ်ပြီးလက်ဥကလေးခြေလိုက်တာနဲ့စိတ်ထဲမှာကြည်နူးမှုလေးဖြစ်လိုက်တာနဲ့ပန်းလေးတစ်ပွင့်တင်ထူလိုက်တာနဲ့ရနိုင်တယ်ဆိုတော့အမတန်မှတန်ဖိုးနည်းနည်းနဲ့တန်ဖိုးကြီးကြီးကိုရလိုက်တယ်လို့ပြောတာပဲအေးနောက်တစ်ဦးကတော့ဘယ်သူတုံးဆိုရင်မြတ်စွာဘုရားရဲ့တပည့်တော်က ယဟန္တာပုဂ္ဂိုလ်တဲ့အဲ့ဒီယဟန္တာပုဂ္ဂိုလ်ကလည်းပဲထုပါရဟပဲဇေရီတိထာကိုကိုယ်လိုက်တဲ့ပုဂ္ဂိုလ်လက်အုပ်ချိလိုက်လို့ရှင်ထိုပုဂ္ဂိုလ်ကို ကြီးညိုတဲ့စိတ်နဲ့လက်အုပ်ချိမှုရှိခိုးတဲ့ပုဂ္ဂိုလ်တွေဟာကာဝတ္တူတွေကိုရောက်နိုင်တယ်။နောက်တစ်ဦးကတော့ဘယ်သူတုံးဆိုလို့ရှင်တရားသဖြင့်တိုင်းသူပြည်သားတွေကိုအုပ်ဆိုးတတ်တဲ့စัจ ज्य ဝရိမင်း အဲ့ဒီစัจ java ရိမင်းကလည်းပဲငါးပါးတိလလုံးပြီးတော့ဒုက္ခဒုက္ခပါဆိုရင်အမတန်မှငြိမ်းချမ်းအောင်တိုက်ပြူပြေသားတွေကိုဆုံးမဩဝါဒပေးတယ်။သူဆုံးမဩဝါဒပေးတာတခြားမဟုတ်ဘူး။ပါနောနဟတဘောသူများတဲ့မတချနဲ့။အဋ္ဌိဏန္တတဗံသူများမပေးတဲ့ပစ္စည်းတွေမယူချနဲ့။နော်ကာမေတုမိစ္ဆာနာစရိတဗံကာမဂုဏ်ကိစ္စတွေမမယွင် မလုပ်ချနဲ့။ မုသာနဗတိတ္တဘဘယ်တော့မှလိမ့်မပြောကြနဲ့မန္တာကိုပြောကြမစ္ဆပါဏာနဗတ္တဘမူရစေဝအဖျော်ရမကားတွေမတော့ကြနဲ့ဒါသူ့ရဲ့အဆုံးမပဲအဲ့ဒီအဆုံးမတိုင်းလိုက်နာကြတဲ့လူတွေဟာသူ့အဆုံးမကိုလိုက်နာသမျှလူတွေဟာသိရင်နှပြည့်ကြီးပဲအကုန်ရောက်ကုန်ကြတယ်ဟောဒါကြောင့်မလို့ဒီမင်းဆိုးရာစာကလည်းထူးခြားတဲ့ပုံကိုဖြစ်တော့ သူ့ရဲ့အဆုံးအမသူ့ကိုတတိယပြီးသူ့ရဲ့အဆုံးအမကိုလိုက်နာမယ်ဆိုရင်ကောင်းရသူဂတိဘုံတွေရောက်နိုင်လို့သူလည်းပဲဇေတီပထိုးတည်ထားပြီးကိုးွယ်ထိုက်တဲ့ပုဂ္ဂိုလ်လို့ဟောအလုံးပေါင်းလိုက်တဲ့အခါကျတော့ထုပါရဟဇေတီပထိုးတည်ထားကိုးွယ်တဲ့ပုဂ္ဂိုလ်ဟာ၄ဦးပဲရှိတယ်ဖရာရဲ့ပိစိကဗုဒ္ဓရဲ့ယဟန္တာရဲ့စัจဝရိမင်းရဲ့လို့ဒီလိုမှတ်အောင်နော်ဣဓာကိုကိုယ်တဲ့အကျိုးကျေးဇူးကတော့ခုနမြင်သမျှပုံကိုယ်တွေ တရာချီနူးတဲ့စိတ်ကလေးနဲ့လက်ဝချီုံနဲ့ပဲကောင်းတဲ့ဥရိရောက်နိုင်လို့ဆိုတာဒါကရည်မှန်းချက်တစ်ခုပေါ့နော်